ကျမ်းမာတော်မူကြပါစားခင်ဗျာယခုချိန်မှာစတင်ပြီးဒီကနေ့ကျွန်တော်စည်ရင်းနေနေလေခင်ရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ကျွန်တော်ကတော့ရဲဘော်လာရမှာဒီ channel လေးကမြေပြင်ချင်းတွေကိုတင်ဆက်ပေးနေတဲ့သတင်း channel လေးဖြစ်တာကြောင့် like and subscribe လုပ်ထားဖို့လည်းဖိတ်ခေါ်လိုက်ပါတယ်ခင်ဗျာပထမအဦးဆုံးအနေနဲ့တင်ဆက်ပေးချင်တာကတော့ကြောက်ဖြူမှာ AA နဲ့စစ်ကောင်စီတပ်များအကြတိုက်ပွဲများပြင်းထန်လာခြင်းကြောက်ဖြူစီမံကိန်းမှာအရေးကြီးတရုတ်နိုင်ငံသားများပြောင်းရွှေ့မှုများစတင်လှုပ်ဆောင်နေကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာ ရခိုင်ပြည်ကြောက်ဖြူမြို့နယ်မှာ AA နဲ့စစ်ကောင်စီတပ်များအကြတိုက်ပွဲများပြင်းထန်လာချိန်ကြောက်ဖြူစီမံကိန်းမှတရုတ်နိုင်ငံသားများပြောင်းရွှေ့မှုများလှုပ်ဆောင်လာကြောင်းကြောက်ဖြူစီမံကိန်းနဲ့ပတ်သက်တဲ့သတင်းအရေးမြစ်ကပြောဆိုပါတယ်။ယခုနှစ်စံပိုင်းမှာစတင်၍ AA နဲ့စစ်ကောင်စီတပ်များအကြတိုက်ပွဲများတစတဲ့တစပုံမပြင်းထန်လာချိန်ယခုဇွန်လစံပိုင်းမှာစတင်၍ကြောက်ဖြူစီမံကိန်းမှတရုတ်နိုင်ငံသားအချို့ကိုအပြောင်းရွှေ့များလှုပ်ဆောင်လာခြင်းဖြစ်ကြောင်းသိရှိရပါတယ်။ကုမ္ပဏီအုပ်ချုပ်မှုထိပ်ပိုင်းတရုတ်နိုင်ငံသားအချို့တော့လုပ်ငန်းခွင်ကနေထွက်ခွာနေတာရှိတယ်။ အားလုံးတော့မဟုတ်သေးဘူးအုပ်ချုပ်မှုနဲ့ပတ်သက်တဲ့ကုမ္ပဏီထိပ်ပိုင်းတရုတ်တချို့ပြန်ပြီးထွက်ခွာတာရှိတယ်ဒီအပိုင်းတွင်းမှာပဲအပြောင်းအရွှေ့တွေကစိတ်စိတ်မြင်နေရပါတယ်ရွှေ့လို့ရတဲ့အချိန်ရွှေ့ပြောင်းတယ်လို့ယူဆပါတယ်လို့ကြောက်ဖြူစီမံကိန်းနဲ့ပတ်သက်တဲ့သတင်းအရှိမြစ်ကပြောဆိုပါတယ်လက်တလောကြောက်ဖြူမြို့နယ်ဒညဝရီရေတပ်ဌာနချုပ် OGT ဆက်ယုံဝင်ရေတပ်ရင်30နှစ်အနီးတို့မှာတိုက်ပွဲများဆက်တိုက်ဖြစ်ပွားလျက်ရှိပြီးစစ်ကောင်စီကစစ်ရင်အားဖြည့်တင်းမှုများစစ်ကြောင်းထုံးမှုများဇက်တိုက်လှုပ်ဆောင်ရရှိကြောင်းသိရှိရပါတယ်။ ကျောက်ဖြူအထူးစည်းပွားရေးဆောင်ရွက်လုံခြုံရေးအတွက်စစ်ကောင်စီနဲ့တရုတ်ကုမ္ပဏီတို့ပါဝင်တဲ့လုံခြုံရေးအဖွဲ့ကိုပူးတွဲဖွဲ့စည်းထားပြီးကျောက်ဖြူအထူးစည်းပွားရေးဆောင်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌဗိုလ်ချုပ်ကျော်ရွှေထွန်းနဲ့တရုတ် CITIC Group ကုမ္ပဏီမှတာဝန်ရှိသူများတရုတ်လုံခြုံရေးအဖွဲ့ဝင်များတရုတ်နည်းပညာရှင်များပါပါဝင်ကြောင်းတို့ရတွင်လုံခြုံရေးဆောင်ရွက်မှုတွင်စစ်ကောင်စီကသာဥဆောင်ဆောင်ရွက်ပေးကြောင်းသိရှိရပါသည်လုံခြုံရေးပူးတွဲအဖွဲ့ဖွဲ့ထားတာရှိပေမဲ့စက္ကစပတ်ကအ धिक ဥဆောင်လုပ်တာတွေ့ရပါတယ် တရုတ်တွေတော်တော်များများကတော့ဤပညာနဲ့ cyber လုံခြုံရေးကျွမ်းကျင်သူတွေပါဝင်တာများပါတယ်လို့ကြောက်ဖြူစီမံကိန်းတည်င်းအရှိမြက်ကရှင်းလင်းပြောဆိုပါတယ်။လက်ရှိတွင် AA ကရခိုင်ပြည်နယ်မှာမြို့နယ်ပေါင်း18မြို့နယ်ရှိတဲ့အနေနဲ့စစ်တွေကြောက်ဖြူနယ်မန်အောင်မြို့သုံးမြို့မှလွဲ၍မြို့နယ်များအားလုံးကို AA ကတိုက်ခိုက်သိမ်းပိုက်ထားပြီဖြစ်ပါတယ်ခင်ဗျာ။ထပ်မံတရှိရတဲ့တည်င်းကတော့တပိတ်ချင်း6မိုင်စကန်းတာရွာကိုတော်လန်ရေးတပ်တွေပြန်သိမ်းစစ်ကောင်စီတပ်ထိခိုက်သေးဆုံးမှုများဟုဆိုခဲ့ကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာ။ မန္တလေးတိုင်းတပိတ်ချင်းမြို့နယ်တဲကစစ်ကောင်စီတပ်သိမ်းပိုက်ထားတဲ့6မိုင်စခန်းသာကြေးရွာကိုတော်လန်ရေးတပ်ဖွဲ့တွေကပြန်လည်သိမ်းရခဲ့ပြီးစစ်ကောင်စီတပ်သိမ်းဆုံးမှုတွေလည်းများခဲ့တယ်လို့တပိတ်ချင်းဒေသကစစ်ရေးတရင်အရေးမြစ်ကပြောဆိုပါတယ်။ပြည်သူ့ကာကွယ်ရေးတပ်မတော် TRI ဗျူဟာကထိန်းချုပ်ထားတဲ့6မိုင်စခန်းသာကြေးရွာကိုစစ်ကောင်စီတပ်ကပြီးခဲ့တဲ့ရက်ပိုင်းအတွင်းထိုးစစ်ဆင်သိမ်းပိုက်ခဲ့တဲ့ကြေးရွာဖြစ်ပါတယ်။ TRI ဗျူဟာနဲ့ပကဖပူးပေါင်းတပ်တွေကဇွန်လ10ရက်ကပြန်လည်ထိုးစစ်ဆင်သိမ်းယူခဲ့တယ်လို့ တပိတ်ချင်းဒေတာကစီရီတည်င်းအရင်မြစ်ကပြောဆိုပါတယ်။ TRI Viewer ထိုင်ထားတဲ့စကန်တွေကိုစက္ကဆကလွန်ခဲ့တဲ့နှစ်ရက်ကတင်သွားတာပေါ့။မနေ့က TRI Viewer နဲ့ပကဖားတွေပေါင်းသိမ့်လိုက်တာလို့ပြောတယ်။စက္ကဆတည်ဆုံးတာတွေလည်းများတယ်လို့သိရတယ်လို့၎င်းကဆိုပါတယ်။ TRI Viewer ဟာအမှတ်1 2 2 2တည်င်းရေးပေါ်တွေစုဖွဲ့ထားတဲ့ Viewer ဖြစ်ပါတယ်။အဲ့ဒီတရင်ဟာမိုးကုတ်တပိတ်ချင်းနဲ့စင်ကူးမြို့တိုင်းတိုက်ပွဲတွေမှာပါဝင်တိုက်ခိုက်ခဲ့တဲ့တရင်ဖြစ်ပါတယ်။ ဒါအပြင်တော်လန်ရဲတပ်ဖွဲ့တွေတိမ့်ပိုက်ထားတဲ့တပိတ်ချင်းမြို့နဲ့ခုနှစ်မိုင်သာကွာဝေးတဲ့ခုနှစ်မိုင်ကြီးရွာမှာလည်းတိုက်ပွဲတွေဖြစ်ပွားနေတယ်လို့ပြောပါတယ်။အဲ့ဒီနေရာမှာတော့တအောင်တက်မတော် TNL ပြည်သူ့လွတ်မြောက်ရေးတက်မတော် PLA တက်နဲ့အခြားပူးပေါင်းတက်တွေစုပေါင်းတိုက်ခိုက်နေတာလို့သိရှိရပါတယ်။ခုနှစ်မိုင်ကြီးရွာမှာစစ်ကောင်စီရဲ့လျှက်စစ်အင်ဂျင်နီယာတစ်စက္ကန့်ရှိပါတယ်။မန္တလေးမြို့နယ်မိုင်၈၀ခန့်အကွာကရွှေလုံးကွက်တွေကြောင့်နာမည်ကြီးတဲ့တပိတ်ချင်းမြို့ကိုတော်လန်ရဲတပ်ဖွဲ့တွေကကိုရက်ကြာတိုက်ခိုက်ပြီးတဲ့နောက် ပြီးခဲ့တဲ့2024ခုနှစ်ဩဂတ်စ်လ25ရက်နေ့မှာအပြီးသက်သိမ့်ပိုက်ခဲ့တာလို့မြို့သားညီညွတ်ရေးအစိုးရကထုတ်ပြန်ထားပါတယ်။တကယ်တော့တပိတ်ချင်းမြို့ကဒါတော်လန်ရေးပူပေါင်းတပ်တွေကသိမ့်ပိုက်ရခဲ့တာဖြစ်ပြီးမြို့နယ်တစ်ခုလုံးကစစ်ကောင်စီတပ်သားတွေကင်းစင်ခဲ့တာမဟုတ်ပါဘူး။တပိတ်ချင်းမြို့တိမ့်တိုက်ပွဲကထွက်ပြေးလာတဲ့စစ်ကောင်စီတပ်သားတွေဟာခုနမှန်ကအင်ဂျင်နီယာတပ်စခန်းနဲ့တွင်းငယ်ကြီးရွာကအမတ်73တပ်မတော်တမ်းမြင့်လေးကျင်ရေးကျောင်းတပ်တပ်က73မှာတွားရောက်စုဝေးတယ်လို့ စစ်တပ်ကစစ်ကူပို့ထားတဲ့စစ်သားတွေနဲ့ပေါင်းပြီးခံစစ်ပြင်ဆင်ခဲ့ကြတာဖြစ်ပါတယ်။အဲဒီကနေစစ်ဝေးစစ်ကြောင်းထိုးပြီးကြေးရွာအချို့ကိုပြန်လည်သိမ်းယူနေတာလည်းဖြစ်ပါတယ်။ပြီးခဲ့တဲ့2024နိုဝင်ဘာနဲ့ဒီဇင်ဘာမှာတွင်းငယ်ကြေးရွာမှာတိုက်ပွဲအပြင်းထန်ဖြစ်ခဲ့ပြီးဒေါ်လန်ရဲတပ်ဖွဲ့တွေကဒီဇင်ဘာလ4ရက်နေ့မှာကြေးရွာကနေစုခွာပေးလိုက်ရပါတယ်။တွင်းငယ်ကြေးရွာကရဲကင်းစခန်းကိုမန္တလေးတိုင်းတာဝန်ခံရုံးကုတ်ခဲ့ပြီးအမတ်939တက်ရင်ကချင်လွတ်လပ်ရေးတပ်မတော် KIA, KPDF, ABSDF ကြောင်းသားတက် တပိတ်ချင်းမြို့နယ်ပကဖားတို့က2024ခုနှစ်ဇူလိုင်လ28ရက်နေ့မှာတိုက်ခိုက်သိမ်းပိုက်ခဲ့တာလို့အမတ်တစ်စစ်ဒေတာရုံးကထုတ်ပြန်ထားပါတယ်။ဒါအပြင်တွင်းငယ်ကြေးရွာကို PLA က2024ဩဂတ်လ18ရက်နေ့မှာသိမ်းပိုက်ခဲ့တာလို့အတည်ပြုထားပါတယ်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးခြင်းတဲ့တရင်ကတော့ခလရ68တရင်မှုနဲ့မိသားစုကိုစစ်ကောင်စီပြန်ဖမ်းဆီးခဲ့ကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာ။အေယာဝတီတိုင်းဖျာပုံမြို့အခြေဆိုင်အမတ်68ခြေလင်းတရင် ခလာရ68တရင်မှုနဲ့မိသားစုဝင်များကိုအနောက်တောင်တိုင်းစစ်တနာကျုပ်နတ်တခတိုင်းမှုရဲ့အမိန့်နဲ့စစ်ဘက်ရေးရလုံခြုံရေးအဖွဲ့ဆရာဖွဲ့ကဖမ်းဆီးလိုက်ပါတယ်။ဇော်လ9ရက်ညကဖမ်းဆီးခြင်းဖြစ်ပြီးလက်ရှိထိန်းသိမ်းခံထားရသူများထဲမှာခလာရ68တရင်မှုရဲ့အသက်16နှစ်အရွယ်တမိဖြစ်သူလည်းပါဝင်တယ်လို့မအူပင်ဆရာဖွဲ့နဲ့နှိစက်သူတဦးကဆိုပါတယ်။အမိန့်ပါလို့တရင်တဲ့ဝင်ဖမ်းပြီးမအူပင်အိတ်အိတ်တာမှတညထားတယ်။နောက်နေ့ပသိမ်နတ်တခတဲ့ကိုခေါ်သွားတယ်လို့၎င်းကဆိုပါတယ်။ ဖန်ဆီးရရှိတဲ့အကြောင်းအရင်းကိုအသေးစိတ်မသိရသေးပေမဲ့2024ခုနှစ်ရခိုင်ပြည်နယ်မှာတိုက်ပွဲများနဲ့အေယာဝတီတိုင်းရေကြီးငတိုင်းချောင်းမြို့နယ်တို့မှာလက်ရှိဖြစ်ပွားနေတဲ့တိုက်ပွဲများမှာခလာရ68မှာစစ်ကောင်စီတပ်ဖွဲ့ဝင်များတည်ဆုံမှုများပြားနေခြင်းစစ်မှုထမ်းဥပဒေနဲ့စစ်သားစုဆောင်ခံထားရသူများရှေ့တန်းမှာထွက်ပြေးမှုများပြားနေခြင်းကြောင့်ဖန်ဆီးစစ်ဆီးနေခြင်းဖြစ်တယ်လို့သတင်းရရှိပါတယ်အနောက်တောင်တိုင်းစစ်တနာကျုံနာတခတိုင်းမူဘုံမူးကျုပ်စိုးကျော်ထက်ကတိုက်ရိုက်အမိန့်နဲ့ဖမ်းဆီးခြင်းဖြစ်ကြောင်း မဦးပင်မြို့နယ်ဌာနဆိုင်ရာအတိုင်းအဝိုင်းထံမှနေသိရှိရပါတယ်။ခလာရ68တရင်မှုရဲ့အမည်နဲ့ဖမ်းဆီးခံထားရတဲ့မိသားစုဝင်ရေအတွက်ကိုတော့အသေးစိတ်စုံစမ်းမေးမြန်းနေစေဖြစ်ပါတယ်။အေယာဝတီတိုင်းမှာလက်ရှိရေကြီးငတိုင်းချောင်းလေးမျက်နှာမြို့နယ်တို့နဲ့ဆက်ဆက်နေတဲ့နေရာများမှာအရခတက်တော် AA ပူပေါင်းတက်များနဲ့စစ်ကောင်စီတိုက်ပွဲပြင်းထန်နေပြီးစစ်ကောင်စီဘက်မှထိခိုက်ဒေဆုံးမှုများပြားနေပါတယ်။ဇော်လာဇန်းပိုင်းကတိုက်ပွဲမှာမအူပင်မြို့အခြေဆိုင်ခလာရ29တရင်မှုဒေဆုံးကြောင်း တရင်များလည်းထွက်ပေါ်ခဲ့ပါတယ်။ပြီးခဲ့တဲ့2024ခုနှစ်နှစ်ကုန်ပိုင်းကအေယာဝတီတိုင်းအတွင်းတိုက်ပွဲများစတင်ဖြစ်ပွားနေချိန်မှာစစ်ကောင်စီဒုတိယခေါင်းဆောင်ဒုတိယဗိုလ်ချုပ်မူကြီးစိုးဝင်းဦးဆောင်နဲ့ကြီးရည်လေထိပ်ပိုင်းခေါင်းဆောင်များဟာပသိမ်မြို့သို့ရောက်လာပြီးစစ်မှုထမ်းတင်းနှင်းစင်းများကိုစီယုံရေးဆင်သွားခဲ့ပါတယ်။တိတ်ခါကြောက်အောင်မလုပ်ရန်ဘေးအပ်တဲ့တာဝန်များကိုကြေပိုရန်ပြောဆိုသွားပါတယ်။စစ်ကောင်စီဟာအချင်းချင်းပြန်လည်ဖမ်းဆီးမှုအဖြစ်တပ်မ33ရဲ့တပ်မမှုဗိုလ်မှူးချုပ်ကျော်စက်မြင့်နဲ့မိသားစုဝင်များကိုလည်း ပြီးခဲ့တဲ့မေလကုံကဖမ်းဆီးခဲ့တယ်လို့နေပြည်တော်နဲ့စကိုင်းတိုင်းစစ်ရေးတရင်အရှိမြင့်များကပြောဆိုပါရခင်ဗျာနောက်ထပ်သိရှိရတဲ့သတင်းကတော့တေဘောဘိုစကန်သိန်းတိုက်ပွဲမှာထိုင်းဘက်ကိုထွက်ပြေးတဲ့ဗျူဟာမိုးနဲ့အဖွဲ့မြောက်ဝတီမျိုးဆောင်တက်ထဲပြန်ရောက်နေထိုင်းဘက်ထွက်ပြေးပြီးနှစ်ခွန်ငါးတဲ့ပြန်စုဖွဲ့နေတဲ့စစ်သား600လောက်ရှိနေဟုပြောဆိုနေကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာမြန်မာထိုင်းနယ်ဇက်ကတေဘောဘိုတစကန်သိန်းတိုက်ပွဲကနေထိုင်းနိုင်ငံဘက်အချမ်းကိုထွက်ပြေးသွားတဲ့ဗျူဟာမိုးအပါအဝင်စစ်ကောင်စီတပ်သား80ဟာ မြဝတီမြို့ကမြို့ဆောင်တပ်ဖြစ်ရှိနေတဲ့ခလာယာနစ်ခွန်ကတရင်တွေကိုပြင်ရောက်ပြီးစုဖွဲ့မှုလုပ်နေတယ်လို့လူတို့နယ်ဦးရဲ့ကရင်စီရေးတရင်အရှိမြစ်ကပြောဆိုပါတယ်။နေဆက်တီတာမှာရှိတဲ့တပ်စခန်းတွေတိုက်ခိုက်ခံရတဲ့အခါစစ်ကောင်စီတပ်သားတွေကအလွယ်တကူပဲထိုင်းနိုင်ငံဘက်ခြမ်းကိုပြေးဝင်နေကြပါတယ်။ထိုင်းစစ်တပ်ကထိန်းသိမ်းပြီးရဲတပ်ကကြားတဲ့အခါမှာသူတို့ကိုစစ်ကောင်စီထံကိုပြန်လွှဲပေးနေတာပါ။အခုဆိုမြဝတီမြို့ကနစ်ခွန်ကတရင်ထဲမှာ600လောက်ထိစုဝေးနေတယ်လို့ကရင်စီရေးတရင်အရှိမြစ်ကပြောဆိုပါတယ်။ ူတို့ကိုဘယ်လိုနာမည်ပေးရမလဲထိုင်းပြည်စစ်သားတွေလားတိမာကြောက်လို့ထွက်ပြေးတဲ့နိုင်ငံခြားပြည်စစ်သားတွေလားပေါ့အခုဆို600လောက်ရှိနေပြီတေဘောဘိုးကအဖွဲကမနေ့ကပြန်ဝင်လာတယ်လို့သိရတယ်လို့၎င်းကဆက်ပြောပါတယ်ပြီးခဲ့တဲ့ဇွန်လ3ရက်ညနေပိုင်းကမြန်မာထိုင်းနယ်စပ်မြင်းအနီးကတေဘောဘိုးတပ်စခန်းသိမ်းတိုက်ခိုက်မှုမှာစစ်ကောင်စီရဲ့တပ်မလေးလေးလက်အောက်ခံအမှတ်3စစ်ပြူဝမှုအပါအဝင်စစ်ကောင်စီတပ်သား90ဟာထိုင်းနိုင်ငံဘက်အချမ်းကိုထွက်ပြေးသွားခဲ့တာပါ အဲ့ဒီအဖွဲ့ကဇွန်လ၈ရက်နေ့မှာနစ်ခေါ်ငါတရင်တွေကိုပြန်လည်ဝင်ရောက်လာတာလို့ဆိုပါတယ်။အဲ့ဒီအထဲမှာတန်ရန်ရသူကိုဦးပါတယ်လို့လည်းကရင်စီရီတရင်အရင်မြက်ကပြောပါတယ်။စုဖွဲ့မှုလုပ်ပြီးစစ်ကြောင်းပြန်ထိုးနိုင်တယ်။ဒါပေမဲ့အားလုံးကအကောင့်တွေမဟုတ်ဘူး။အကျိုးနဲ့တန်ရန်ရတာတွေရှိသေးတယ်။သူတို့ထိုးလဲထိုးပေါ့။ဟိုကဘူဒါဘောကစောင့်နေတာ။သူလဲတိတာပေါ့လို့ကရင်စီရီတရင်အရင်မြက်ကပြောပါတယ်။ထိုင်းနိုင်ငံဘက်အချမ်းကိုထွက်ပြေးသွားတဲ့စစ်ကောင်စီတပ်သားတွေကိုကရင်နေကြားဆောင်တပ်ဘီဂျီအက်ဖ်ရဲ့အမတ်လေးစစ်တီတာမှ ဘူမူကြီးမုတ်တုံတင်းကျုံမှုအောက်ကနင်ဆက်ဂိတ်ပေါက်တစ်ခုဖြစ်တဲ့ဆက်ချောက်ဂိတ်ကနေပြန်ပို့ခဲ့တာလို့ဆိုပါတယ်စစ်ကောင်စီတပ်သားတွေကစကန်းသိမ့်တိုက်ပွဲတွေကနေထိုင်းနိုင်ငံဘက်အချမ်းကိုထွက်ပြေးပြီးပြန်ပို့တာတွေလုပ်ရင်အဲ့ဒီဆက်ချောက်ဂိတ်ကနေပြန်ပို့တာလို့ဆိုပါတယ်မြန်မာထိုင်းနေဆက်ကဘလဲတူစကန်းသိမ့်တိုက်ပွဲကနေထိုင်းနိုင်ငံဘက်အချမ်းကိုထွက်ပြေးသွားတဲ့စစ်သား62ဦးကိုမေလ28ရက်နေ့မှာနေဆက်ဂိတ်ဖြစ်တဲ့ဆက်ချောက်ဂိတ်ကနေမြောက်ဝတီမျိုးဆောင်တပ်ဖြစ်တဲ့ကာလာယာ205တပ်ရင်းတွေကိုပြန်ပို့ခဲ့တာဖြစ်ပါတယ် နေဇက်မြို့ဖြစ်တဲ့မြဝတီမြို့ကမြို့ဆောင်တပ်ဖြစ်ရှိနေတဲ့ခလာယာ205တပ်ရင်းကိုလည်းတော်လန်ရေးတပ်တွေကအခုရက်ပိုင်းအတွင်းမှာပြစ်ခတ်တိုက်ခိုက်နေပါတယ်။မေလ31ရက်ညပိုင်းကတော်လန်ရေးတပ်ဖွဲ့တွေကခလာယာ205တပ်ရင်းတွေကိုလက်နက်ကြီးတွေနဲ့စစ်တိုက်ပြစ်ခတ်တိုက်ခိုက်နေတာလို့ကရင်စည်ရေးတရင်ရှိမြစ်ကပြောပါတယ်။နောက်ပြီးဇွန်လ4ရက်နေ့မှာလည်းဒရုန်းနဲ့စင်းနဲ့205တပ်ရင်းတွေကိုပြစ်ချခဲ့တယ်လို့ဆိုပါတယ်။ကရင်မျိုးသားလွတ်မြောက်ရေးတပ်မတော် KNL ၊ကရင်မျိုးသားကာကွယ်ရေးတပ် KNTO နဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ရဲဘော်တွေဟာမြန်မာထိုင်းနယ်ဇက်ကစစ်ကောင်စီတပ်စခန်းတွေကိုဇက်တိုက်တိုက်ခိုက်သိမ်းပိုက်နေခြင်းဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါအခုလိုသတင်းများကိုနားဆင်ကြည့်ရှုပေးခဲ့တဲ့အတွက်အထူးပင်ကျေးဇူးတင်ရှိပါတယ်နောက်ထပ်တော်လှန်ရေးသတင်းတူးများနဲ့ပြန်လာခဲ့ပါမယ်မြန်မာပြည်သူပြည်သားအပေါင်းအကြံဖတ်စစ်အာဏာရှင်စနစ်ဆိုးလက်အောက်မှာအမြန်ဆုံးလွတ်မြောက်ပြီးတော်လှန်နေသည့်ကိုအချိန်တိုတွင်ရောက်ရှိနိုင်ပါစေလို့ကျွန်တော်တို့တော်လှန်သတင်းဌာနမှဆုတောင်းလိုက်ပါတယ်ခင်ဗျာ